ကီကီဟန်တာ channel ကိုနားဆင်အားပေးနေတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ကီကီဟန်တာ channel လေးမှာတဘာဝကျေးလက်တန်ခါဇာလန်းကောင်းနေနဲ့ရှားပါမှုဆိုဇာလန်းကောင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ရှင်။ဒီကနေ့ပရိသတ်များကိုတင်ဆက်ပေးမယ့်ဇာလန်းလေးကတော့စာရေးဆရာအောင်သိန်းရေးသားထားတဲ့ movie တစ်ကိုတက်ခဲ့သူဇာလန်းလေးကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။ဝေလာငါးဖန်းလုပ်ငန်း တွင်ကျဲလာတဲ့ခေကြီးအကြောင်းပြန်ပြောင်းပြောဆိုကြတဲ့ဝတ္ထုဇာတ်ကြားဟူသည်များတို့မှာမူဗီတလောက်ကြီးကျဲခန္ဓာလူတိများတဲ့ဝတ္ထုတစ်ခုမှမရှိပါဘူးမိုဒီဗစ်ဆိုတာသင်္ဘောသားတို့ရဲ့တေမင်းငါးကြီးအနန္တတကောင်ရဲ့အမိဖြစ်တယ်ဆာရေးဆရာကြီးဟာမင်းမဲလ်ဗီက ကနဝဲဝတ္ထုကြီးမူဗီတက်ကြောင့်လေဒီငါးကြီးရဲ့အမိဤသို့ဟိမ့်ထွက်လာရခြင်းဖြစ်တယ် မိုဗီတဲဝတ္ထုကို1151မှာထုတ်ဝေခဲ့တယ်1956မှာရုပ်ရှင်ရိုက်ခဲ့ရာဂယ်ရီကိုရီဘက်ကဇက်လိုက်ကျော်မာလီမူဂျီအာဟက်အဖြစ်တရုတ်ဆောင်ခဲ့တယ်ဇက်လန်ကဝေလငါဖန်တင်မော်မာလီမူအာဟက်ကဝေလငါဖြူကြီးတကောင်နဲ့နေလာငါလာကြိတ်ကြရမှာခြေတစ်ဖက်ပြုတ်ပါသွားခဲ့ရတယ်အဲ့ဒီနေ့ကစားပြီးအာဟက်အဖို့ ဒီငါးဖြူကြီးကိုလာလာပါပါကြီးလက်စားချေရန်ကလွဲလို့ဘာဆိုဘာမှ မစင်းစားတော့ပါအာဟကဝေလာငါးမီးယိုးကိုခြေအတူတက်ပြီးပီကိတ်ဆိုတဲ့တင်မောကိုနှင်လို့သမုတ်တရားအစင်းစင်းကိုမိုဗီတက်ရှာပုံတော်ထွက်လာခဲ့လေအာဟကအဲ့ဒီခေတ်စပိန်နိုင်ငံတုံးရွှေတင်းကားပြားကြီးတစ်ချက်ကို ရွက်တိုင်မကြီးမှာ တန်ဆွဲထားလိုက်ပြီးတဲ့နောက်မိုဗီတက်ကိုတုံတန်နိုင်တဲ့နေ့မှာဒီငါးကြီးကို ပထမဦးဆုံးလှမ်းမြင်လိုက်တဲ့သူယူစေးလိုပင်ကြီးညာထားလိုက်လေတယ်။ကြုံသည်များတွေ့သည်များတင်းမောတော့ကို အာဟက်မေးလိုက်ဒီမှာလဲမိုဗီတက်ကိုများမတွေ့ခဲ့ဘူးလားဗျာလို့အဲ့ဒီမေးခွန်းကြီးသာဖြစ်လေတော့တယ်။နောက်ဆုံးကဘာကြီးရဲ့လေပုံသုံးပုံလောက်ပတ်မိပြီးတော့မှတင်းမောကြီးပီကော့နဲ့ ငါးကြီးနန္နာတို့ပပင်းတွေ့ကြလေတော့တယ်လူနဲ့ငါစွမ်းပကားပြိုင်ကြတဲ့တိုက်ပွဲကြီးမှာတော့သုံးရက်နင်းနင်းကြတယ်ငါကပင်အောင်ပွဲဆင်သွားလေတယ်မိုဗီတက်က ပီကော့ကိုဥကင်းနဲ့တက်တဲ့ခြေဝေ့ပြီးနှစ်ပြက်လိုက်တယ်မသေးကောင်မပြောက်ကောင်လူတယောက်သာလဲအသက်ရှင်ကြံခဲ့လို့အဲ့ဒီဖြစ်ရက်ကို သူကပြန်ပြောခြင်းဖြစ်တယ်မိုဗီတက်ဒဏ္ဍာရီကို နှစ်ပေါင်း100လောက်တင်မောသားများပြောဆိုနေခဲ့ကြပြီမယ်အဲ့ဒီငါးကြီးနန္တာသူမဟုတ် အလားတူငါးကြီးတကယ်ကိုရှိကြအရေးအသားအထာအထာဘာမှမရှိခဲ့ပါယခုမှသာပေါ်ပေါက်လာရခြင်းဖြစ်တယ်အဲ့ဒီဆွဆွဖြူဝေလငါးကြီးကို လက်တကန်းအကွာမှပြက်ပြက်ထင်းထင်းကြီးတွေ့လိုက်ရသူက အမော့စမော်လီဖြစ်တယ်သူကဝေလာမိန်ထိုးဟောင်းကြီးဖြစ်လို့ အဲ့ဒီအရက်ကိုပြန်ပြောတဲ့အခါသူအသက်80နှစ်ရှိနေပြီဖြစ်တယ်။ရက်အင်ဒီယန် လူမျိုးဖြစ်တယ်။မဆာချိုးဆက်ပြီနဲ့မာသာဝိုင်းရက်ကျော်ဂေးဟက်မှာတည်ရှိတယ်။ဇက်သိန်းထားလောက်တဲ့အဲ့ဒီဖြစ်ရက်မှာအမတ်အကန့်ဖြစ်ကြောင်းကိုလည်းအခြားတင်မောသားများကလည်းခြောက်ခံပြောဆိုကြတယ်။ကျောက်က လူမန်းစားတီကလေးကဝေးလာငါးဘန်းတင်မောလိုက်ခြင်းနေခဲ့တာ။ကျောက်စားသည့်ဂေးဟက် မန်ဆာချူးဆန်နေနယူးဘက်ဖို့စိတ်ကန်းနေဆိုဆန်နမိုင်းမဲဝေးတယ်မန်ဆာချူးဆန်ဆိုတာကဝေလာငါလုပ်ငန်းရဲ့အချက်အချာကြီးပေါ့ကျုပ်အဖေကလည်းတင်မော်မာနစ်အတော်အချားကလေးဇပွဲထိုးလုပ်ခဲ့ဘူးသိတယ်ကျုပ်အကိုရောဖရင်ကီကလေပဲ့ထင်းလုပ်တယ်ဝေလာငါလောကမှာလေပဲ့ထင်းဆိုတာကမင်းထိုးသမားကိုခေါ်တာဒီတော့ကျုပ်ကလည်းလေပဲ့ထင်းဖြစ်ချင်တော့တာပေါ့ ကျုပ်တို့စီမှာယောက်ျားလေးမှန်သမျှလမ်းလျှောက်တက်တာနဲ့တပြိုင်နက်တည်းမိန်းထိုရန်ကစားတော့တာပဲဝါကျုံကလေးတစ်ချောင်းကိုလှုပ်အုတ်ထုပ်ကလေးတစ်လုံးကိုခလန်းလန်းမှချရပြီဘသူမိန်လဲလက်ဦးဆွဲအဲ့ဒီလိုတွေ့ကြတော့တာပေါ့ဝေလာငါအကြောင်းကြားရပန်းများလာတော့ဒီကောင်တွေဟာဖြင့်တက်ရှိတတဝါမှန်သမျှအကြီးဆုံးဆိုတာရော အနက်ဆုံးဆိုတာကိုရော ကျုပ်ကသိနေနေတယ်ကျုပ်အကိုကြီးက အာတိတ်သမုတ်တရားဘက်ကိုလွင့်ခဲ့ပြီးတော့ဝေလာငါအမျိုးမျိုးအချမ်းကိုပြောပြတယ်ဝေလာငါတဲမှာကိုပဲဘိုးဟက်ဆိုတာကတမျိုးတင်မောသူအနောက်ကနေလိုက်လာရင် ရေခဲအုပ်ကိုငုတ်သွားတတ်တယ်နောက်တမျိုးကရိုက်တယ်သူကတော့အမီးသိတ်တန်တယ်သူအကွက်ကိုဝင်သွားလိုက်ရင် အမီးနဲ့ခတ်ထလိုက်တာပဲကြောင်စရာအကောင်းဆုံးကတော့စပန်ဆိုတဲ့အမျိုးပဲသူကတော့ဘတ်ဆုံးခေါင်းနဲ့လဲတိုက်သွားနဲ့လဲကြိုက် အမီးနဲ့လဲရိုက်ဗဇံများဖျဲလိုက်ရင်ကတွင်းဝါကြီးကအခန်းကြီးတစ်ခုလောက်ရှိတယ်။လေတစင်းကိုများပိတ်ဝါးလိုက်ရင်ကြအူကိုဝါးလိုက်တယ်လို့ကျုပ်ခနဲနေတာပဲ။ဒါမှမဟုတ် အမီးဖျားနဲ့ရိုက်ချင်းရိုက်ချလိုက်တာ။အမီးပြက်ကလည်းကြီးလိုက်ပါပြီတဲ့။ရိုက်များချလိုက်ရင် လူကြာသွားလိုက်တာကိုတော့မမြင်လိုက်ရဘူး။မမြင်လိုက်ရပေမဲ့ဘာဖြစ်သွားပြီဆိုတာကျုပ်တို့မှိန်သမားတိုင်းသိနေကြတာပဲ။ လေးဦးမှမတ်တပ်ရက်နေတာကိုမြင်နေရတဲ့မျက်စိအောင်မှာကိုပဲရုတ်ခန်းနဲ့ပျောက်သွားတော့တာအုတ်ထုတ်ကလေးပဲရေပေါ်မှာဘောလုံးကျန်နေရိတ်ခဲတော့တယ်အဲ့ဒါလေးကိုကောက်ယူပြီးသူ့မိသားစုအလွမ်းပြေချိဖို့ယူလာခဲ့ရတော့တာပဲအဲ့ဒီတည်းမှာအဆိုးဆုံးကအဖြူပြောက်တွေပါတယ်ဝေးလာပဲအဲ့ဒါနဲ့ပတ်သက်လို့ကတော့ပြောကြတာအမျိုးမျိုးပါပဲတချို့ကတော့လေမင်းထံရအမာရွတ်တွေတဲ့ အချို့ကတော့အသက်ကြီးလွန်းလို့တဲ့အချို့ကတော့လည်းလူသက်ကောင်ရဲ့လက္ခဏာအစဲတဲ့ဝေလာဖြူကိုများတွေ့ရင်တော့တတိသာကြက်ကြက်ထားပြီရော့တကယ်ကိုရုပ်မာတဲ့အကောင်မျိုးတွေ့မလို့ကိုထွက်လာတာဆိုတဲ့ဇကားမျိုးဟာမိန်သမားချင်းတတိပေးနေကြဇကားတွေပဲပေါ့ကျောက်ကအသက်59နှစ်ပြည့်တော့ new bedford နှစ်ပင်တိုင်းအသင်းမောကလေးနဲ့လိုက်ဖို့လက်မထိုးရပါမယ့်အကြောင်းကိုအဖေကမနေ့ကြီးပြောอยู่ရတယ် ကျုပ်ကိုကျုပ်တော့ယောက်ျားရမကြီးဖြစ်ပြီဟဲ့လို့ပထမတော့အောင်းမေးလိုက်သေးတယ်။အဲ့ဒီဦးဆုံးညမှာ ကျုံမဲအိမ်စင်ကလေးပေါ်မှာအင်ကိုလွမ်းနာကြတာရောလိုင်းနာကြတာရောကတဲ့ငိုလိုက်ရတာမိုးကိုစင်စင်လင်းပါရောတင်မောပေါ်နေရထိုင်ရတာကအလွန်ကိုကြမ်းတမ်းပါတယ်တင်မောအောက်ခန်းကလေးထဲမှာကျုပ်တို့လူ24ယောက်ရှိတယ်အိမ်စင်အစင်စင်လေးတွေနဲ့အိတ်ရတယ်ဘိုဟဲဆိုတာကလည်း ်ရှောင်လို့မလွတ်နိုင်ဘူးအစာအတော့ကလည်းတနေ့လာလဲတာတနေ့လာလဲတာအသားစားနဲ့မုတ်ကြွကြံတကာကော်ဖီဒါအကြီးပဲလေးလာတခါ၆လာတခါလောက်စိတ်ကန်းကလေးပါလေးစိုက်ရတယ်အဇိုရီနယ်ကဘာဘေးတို့တို့စိန်မိုက်ကယ်တို့ဗာဒီအငိုကျုံးဆိုတဲ့ကစိတ်နီကိုပလက်တို့လိုစိတ်မျိုးတွေပေါ့လေအဲ့ဒီလိုအခါရေကြမှာပဲ၃၄ရက် အသားဆိုလေအသေးရွက်ကလေးစားကြရတယ်။အဲ့ဒီပထမဆုံးအခေါက်မှာကျုပ်သုံးနှစ်ကြာခဲ့ပါတယ်။အိမ်ပြန်လာတော့ပိုက်ဆံလဲလေးပေါင်လောက်ပါလာတယ်။ဇက်ပွဲတို့အဆက်မော့ပွဲဦးထွက်ဝေးလာ။နောက်တစ်ပတ်ပင်လဲခရီးမှာတော့ပလာတီနာဆိုတဲ့တင်မော်နဲ့လိုက်ခဲ့တယ်။သုံးမင်နိုင်တင်မော်တန်ချိန်360မာလေးမူးကထော့မတ်ကင်စီတဲ့ဒါနဲ့ကျောက်ကကပတိန်ကြီးခင်ဗျာကျွန်တော်တခုတော့ပြောမရစေ။ ကျွန်တော်ဇပွဲတို့စတူးဝစ်အဖြစ်နဲ့တော့တင်မော်မတက်ချင်တော့ကျွန်တော်လှေပဲ့ထင်းမိန်းသမားအဖြစ်လိုက်ပါရစေလို့ပြောပြတယ်မက်ကင်စီက အသားဖြူဖြူလူထွားစေဒီအချိန်မှာအသက်ကတော့နည်းနည်းထောက်လာပြီဒါပေမဲ့တကယ်ကိုတန်တော့မြန်တော့မယ်သူကကျုပ်ကိုသေးချခြေစုံခေါင်းစုံကြည့်တယ်အေးမင်းတို့ဂေဟက်ကလူတွေဟာပဲ့ထင်းကောင်းမိန်းကောင်းတွေပဲကွာဒါပေမဲ့ငါတို့မှလူနေတာက ဇပွဲတို့ဖြစ်နေတယ်ဒီလိုလှုပ်ကြစို့လေကွာမင်းကဇပွဲတို့အပြင်နဲ့ပဲခေါ်သွားပြီအကျိုးပဲ့ထင်းလှုပ်လိုက်ကြစို့လားတဘောကတော့တကယ်လို့ပဲ့ထင်းကငါကို လွဲသွားလို့အလုတ်ပြုတ်သွားရင်ကျောက်ကသူ့နေရာကိုဝင်ရမယ်ဆိုတဲ့တဘောပါပဲဒီလိုနဲ့တောင်အမေရိကရဲ့တောင်ပတ်ဇောနာကပလိန်မျက်နှာစီမှာပဲ့ထင်းတယောက်ကရိုင်းအမျိုးအစားဝေလာတကောင်ကိုမိန်ထိုးလိုက်တာလွဲသွားပါလျော် မကင်စီကရတိုင်ထိတ်မှဆိုတော့ဒါကိုမြင်တာပေါ့ဒါနဲ့ကျုပ်ကိုဟိတ်ကောင်ဇပွဲတို့လေနောက်တစ်ချီငါပုံရင်အဲ့ဒီလှိမ့်ဥမမင်းလိုက်သွားပြီတော့ဟဲ့နောက်တစ်ပတ်လောက်ရှိမှ နောက်တစ်တကောင်ကိုတွေ့ရတယ်ဝီလာကိုမြင်လို့ကျုပ်တို့တွေကလေကိုချမဲ့လုံနေတော့မှမက်ကင်စီကလှမ်းပြီးကျိန်းလိုက်သေးတယ်ဟိတ်ကောင်လေးဆွဲအောင်ထိုးနော်မဆွဲလို့ကတော့ မင်းကိုကုန်းပတ်ပေါ်လှန်ကန်ပြစ်မဲ့ကြားရလားကျုပ်ပြင်လေးဝေးလာနဲ့မာလရဲ့ပေါ်ဖက်နဲ့ဘဲတင်းကိုပိုးပြီးကြောက်မိတယ်ဆိုတာမှပြောတတ်အောင်မှပဲပေါင်ရဲ့ကျုပ်ကရှေးဆုံးကလေမှာလက်ချောင်းမာလရဲ့နောက်ကနေရာယူလိုက်တယ်ဝေးလာငါဖမ်းလေးဆိုတာပေ30လောက်ရှိပြီးခတ်တက်လှော့တက်ရွက်အပြင်မိန်ထိုးကရိယာအဆုံးပါတယ်လေ30ချလေးရှိတယ်ဒဇင်းကငါကိုလိုက်ထိုးဖို့ နောက်တစ်စင်းကငါကိုထိုးမိလိုက်ရင်ပထမလေကိုကူဖို့နောက်ဆုံးလေကတော့ထိမိခိုင်းမိတဲ့သူရေထဲလွှင့်ချသွားတဲ့လူကိုတဲ့ဖို့မာလင်ကရတိုင်ထိတ်ကိုရောက်နေပြီသူကအလံကိုတင်းပြီကျုပ်တို့ကိုဘယ်ဘက်လိုက်ရမယ်ဆိုတာကိုလမ်းညွန်ရတယ်သူကအလံကိုရော့တွဲတွဲပြထားလိုက်ရင် လေအောက်ဘက်လိုက်ဆိုတာမျိုးပေါ့အလံကိုတိုင်ထိတ်တင်းလိုက်ရင်ဝေလာငါရေပန်းမှုတ်ပြီပေါ့ကျုပ်ကလှေဦးမှာ မင်းသမားတက်ကိုခန်းပြီးလိုက်ရတယ်လက်ထောင်မလေးကပဲ့ချင်းပြီးနောက်ကနေညွန့်ကြတယ်အဲ့ဒီနေကြမှာပဲစပန်အမျိုးအစားဝီလာငါးနှကောင်ပူးကြီးကို တွေ့တော့တာပဲဘေးချင်းရှင်လိုက်လို့ကျုပ်လည်းနင်းနေတော့စိတ်ပူသွားတယ်ဟန်မဟန်ပါမလားပေါ့ဘာကြောင့်လဲဆိုတော့ဒီငါးမျိုးတွေကို တကောင်ချင်းသာဆိုရင်ကိုကိုမမြင်အောင်အတကတ်သွားလို့ရတတ်တယ်သူတို့မျက်လုံးကနောက်ဘက်ကိုအတော်ကြီးရောက်နေတဲ့အပြင် အောက်ဘက်လဲကျနေပြန်တယ်။သေးကလည်းသေးပြန်တယ်ဆိုတော့ရှေ့ဘက်ဆိုရင်လဲသူ့အေယာမှာခေါင်းကြီးကိုကြောပြီးမမြင်နိုင်ဘူး။နောက်ဘက်လဲဒီလိုပဲ။သူ့ကိုကြီးကကွဲနေပြန်တာပဲ။ရှေ့ကထိတ်တိုက်ဝင်ရင်ဇယ်ဒီဂရီလောက်အထိ သူ့မမြင်ရဘူး။နောက်ဘက်ကကတ်သွားရင်တော့ဒီဂရီ40 50လောက်အထိစောင်းနာတော့မမြင်နိုင်ဘူး။နှာကောင်ပူးရှင်နေတာဆိုတော့ဘယ်လို့မှမလွယ်တော့ဘူး။တကောင်စီကိုကတ်သွားလိုက်ရင် ຈັນແນກອງກາມຽນເນາະມາບໍຈົກອະພຸຍາແລະທູຕາອາແລະຖາມາລິນການົາບັດກະນີ້ບີນາກອງຈາຊູວິນໄປແດຈົກກາເບບັດອະກອງໂຄທູຍາມາບໍອະນາກັດມີລາເນາະຈົກແລະມັດແຕຍັດບີဘဲတူးနဲ့လေနံကိုအတာမှင်းမိန်ကိုအသိဉွယ်နောက်ကလှုပ်ဆိုတဲ့အမန်ကိုစောင့်နေရတယ်။ငါကကျုံနဲ့ဆဲပေးလောက်ပဲဝေးတယ်။အနေတော့ပဲသူကိုကြီးကအနက်ရောင်ပေမဲ့ ရေပြင်အောင်နေနေလေးရောက်နေတော့စိန်လဲလဲတောက်နေတယ်။မာလင်ကလည်းအမိန်ပေးလိုက်ရောကျုပ်လည်းအာကုန်လှုပ်ထလိုက်တယ်။မြဲသွားပြီ။မိနေတဲ့မင်းကသူ့ကိုကြည့်တဲ့မြုပ်ဝင်သွားတယ်။မင်းသွားမှာဘုံသီးလေးတစ်ခုလည်းပါသွားတာကို စက္ကန့်ပိုင်းအတွင်းမှာပဲဟိုအောင်ရေနံကျဲကဖောက်ဆိုတဲ့ဘုံကွယ်တန်လေးကိုခတ်အုပ်ကြားလိုက်ရတယ်။အဲ့ဒီအချိန်မှာမင်းတန်နဲ့တွဲထားတဲ့ကျိုးကတဖောဖောယော့နေပါပြီ။ ဂျိုးကပေ900လောက်ရှိတယ်။စီကြီးတစ်ခုအထက်အလိုက်တင်ခွေးပြီးထည့်ထားရတယ်။ဒီငါးကတော့ပေ60လောက်ပဲဆွဲပြီးရက်သွားတယ်။မြဲသွားပြီလို့ဂျိုးကလည်းအော်လိုက်ရော။လက်ထောက်မလေးနဲ့ဂျိုးနေရာချင်းလှဲလိုက်ရတယ်။ဂျိုးကနောက်ဘက်ကိုသွားပြီးပဲ့ထင်းရတယ်။လက်ထောက်မလေးကတနက်ကိုပခုံးထားပြီးရှေးဘက်တက်လာတယ်။လိုအပ်ရဲ့နှစ်ချက်လောက်ပြတ်ထလိုက်ရသေးတာကိုဒီငါးမျိုးက အချိန်အတော်ကြာကြီးကိုတိုက်ခိုက်နိုင်နေအခုနာကကြုံထိုးလိုက်တဲ့ငါးကို နိုင်ဝက်လောက်နင်လားငါလားကြည့်ယူလိုက်ရတယ်တခြားဝေလာငါးတွေလိုပဲသူလည်းအောက်ဘက်ကိုငုံစဲမဲထင်လို့မတော်သိပြီအနာကြီးငုံဆွဲသွားရင်ကြိုးကိုဖြတ်ပြစ်လိုက်ဖို့လည်းအသင်ပြင်ထားရသေးတယ်တော့မဟုတ်ရင်လေပါရောပြီးငုတ်သွားတတ်တာကိုဒါပေမဲ့ဒီကောင်ကြီးကထောင်တက်လာပြီခေါင်းတရံရံရိုက်ရင် အေယာမပါဇက်ကြီးနဲ့ကိုင်လိုက်ဝါလိုက်တာပေ20လောက်အတွင်းရှိသမျှပစ္စည်းတွေဟာညံ့ညံ့ကြီးသွားတာပဲဒီတော့မှမင်းသမားကိုဘာကြောင့်လေပဲ့ထင်းခေါ်တယ်ဆိုတာကျုပ်လည်းသေချာသဘောပေါက်လာရတော့တယ်ဘယ်မောင်ရဲ့နဲမင်းထိုးတယ်ဆိုတာဟာငါကပြန်ပြီးတွေ့တဲ့အခါလေကိုပဲ့ထင်းရတာနဲ့ရှင်းလိုက်တော့တကယ်ကလေးကစားတဲ့လောက်ဖြစ်သွားတော့တာပဲနောက်ပိုင်းမှာတော့ဖြင့် ဝေလာတခါကိုမြင်လိုက်ပြီဆိုရင်ကျုပ်ပဲမိန်ဆွေဖြစ်လာတော့တယ်တခါတော့ဖြင့်တကက်ကိုကန်ကြီးပြီလို့ပေါ်မောင်ကြီးစပန်းကြီးတကောင်ကဟိုးရေနဲ့ကြီးကြီးငုတ်သွားတယ်ကျုပ်ကလည်းလှေဥမှာမှိန်အပ်သေးမယ်ပြုံးဆိုကျုံညာဘက်မှာဝုန်းခနဲ့ပေါ်လာတယ်ဗဇက်ကြီးကလည်းဖြဲလိုက်လို့ဗဇက်နဲ့အပြည့်သွားတဲ့အဆွဲတွေကိုမြင်လိုက်ရတော့ကျုပ်လည်းလက်ကိုသွားတာပဲဒါပေမဲ့ ကြုံလဲအားတဲမီပြတ်ထလိုက်တယ်။မင်းလဲထိလိုက်ပါလေရော။တကြောတဲ့ဆွတ်ပြီးကျိုးကုံဆွဲပြေးလိုက်တာ။ကျုပ်တို့မှာကံကောင်းလို့သာရေမိုးမီမသိတယ်။ကျိုးကုံဆိုတာကစောစောတော့ကမောင်ကိုကြုံပြောခဲ့တဲ့အတိုင်းပေ900လောက်ရှိတဲ့ကျိုးကြီးကို အလိုက်တင်ခွေးပြီးစီကြီးနှစ်ခုထဲမှာပုံထားရတယ်။အဲ့ဒီကျိုးကြီးတစ်စင်းလုံးကုံသွားပြီးလေကိုပါဆွဲသွားတာကိုပြောတာ။အဲ့ဒီကောင်ကြီးကတော့ဖြင့် ဆွဲသွားလိုက်တာတဏှာရင်မိုင်း20အစိတ်လောက်ရှိမယ်ထင်တယ်ကျုပ်တို့မှလည်းရေအောက်ရောက်ပါဟဲ့ရောက်ပါဟဲ့နဲ့အသက်ကိုဖမ်းနေထုတ်ပြီးလိုက်သွားရတယ်အဲ့ဒီတစ်ခေါက်ကနေအိမ်ပြန်ရောက်လို့တဲမကြလိုက်ပါဘူးပလာတီနာလည်းဇူလိုင်ထဲမှာပင်လေပြန်ထွက်မယ်ဆိုတာကြားရပြန်တာပဲကျုပ်လည်းလိုက်ဖို့လက်မထိုးလိုက်တယ်လှေပဲ့ချင်းမိန်းသမားကိုလက်ထောင်မလေးကစိတ်ကြိုင်ရွေးရတယ်ကျုပ်ကိုရွေးလိုက်တာပါပဲ။ လူကနောက်ကျောပုတုံးနဲ့ခတ်သေးသေးရဲ့စိတ်လုံရှားလွယ်တယ်။နှာခေါင်းကဆိုအုံနေခဲရောင်ထနေတယ်။နာမည်ကအင်ဒရူးဝက်တဲ့။ကျုပ်ကတော့ရဲရင်ကလေးလို့ခေါ်လေးရှိတယ်။ဒီတော့1902ခုနှွေဘက်မှာပေါ့။ပင်လယ်ပြင်ဒုတိယအခေါက်ပဲ။အဇိုရီနဲ့တောင်ဘက်လောက်မှာလှည့်နေကြတော့တညနေခင်း9နာရီလောက်ရွက်တိုင်းထိပ်ဘက်ကရေပန်းမှုတ်တယ်လို့အော်တန်ကြားလိုက်တယ်။မာလိမှုမကန်စီကလည်း ညာစာစားနေရကထလာခဲ့ပြီဘယ်မှာလဲဟဲ့အဲ့လိုလှမ်းမေးလာတယ်ရှေ့ဘက်ဘယ်ဆောင်မှာဘလောက်ဝေးတယ်လဲတမိုင်လောက်မဂဇီကတချက်လာဝေးကြည့်လိုက်ပြီစပန်ဟေးတဲ့ဝေးလာငါအသက်ရှူဖို့ရေပြင်ပေါ်တက်လာတဲ့အခါမှာမုတ်ထုတ်တဲ့ရေပန်းကိုကြည့်လိုက်ရင်စပန်ဝေးလာငါဟာသိတာပါတယ်ပင်လေထဲမှာရေပန်းနိုင် ပေါလာလိုက်တယ်လို့ပဲနည်းနည်းနှိမ့်နေရေပတ်ကိုနည်းနည်းငှိုက်နေတယ် သူကလေတွေအသင်ပြန်ထားကြဟေးအဲ့လိုလှမ်းအော်လာတယ်။အင်ဒရူးဝက်စ်နဲ့ကြုတ်လဲလေပေါ်မှာအသင်ရောက်နေပြီ။လေချဖို့အမိန်ကိုစောင့်နေတယ်။ဝေလာငါရေပန်းမှုန့်နေတော့မှဘယ်တော့မှလှိမချရဘူး။ဒီအချိန်မှာရေပြင်ကိုလှဝါးလေးနဲ့ခတ်လိုက်တာတော့မှ သူစီကိုတယ်လီဖုန်းဆက်လိုက်တယ်လို့သိသွားတာ။ဒီကောင်ကြီးရေပေါ်မှာတဏှာလဝတ်နေပြီးမှ ပြန်ငုတ်သွားတယ်။အဲ့ဒီကြတော့မှသူနောက်တစ်ခေါက်ပေါ်လောက်မဲ့ နေရာစီကိုမှန်းပြီးလေကိုရအောင်သွားရတယ်။တင်းမော့နဲ့ကျုပ်တို့နဲ့မိုင်ဝက်လောက်အကွာမှာတင်းမော့ရွက်တိုင်ကအလန်ဟာတိုင်ထဲကိုတက်သွားတယ်။ငါပြန်ပေါ်လာပြီဆိုတာအချက်ပေးတာ။တအားလောက်ကြတော့သူ့ကျိုးကုန်းကြီးကိုလှမ်းမြင်ရတာပဲ။ဒါနဲ့နီးလာလို့တေချာမြင်ရတော့လှမ်းပြောလိုက်တဲ့အင်ဒရူးအတန်ကိုကျုပ်ပြန်ခုတက်တဲ့နားရက်ကကိုမထွက်ဘူး။ဟာအဖြူကြီးဟာတကူလုံးဆွတ်ဆွဖြူကြီး ကျုပ်လည်းတေချာကိုစိုက်ကြည့်တာပဲငါကကျုပ်တို့နဲ့ guide တရာတော့မဝေဘူးဒါပေမဲ့ကျုပ်ကတော့နေဝင်ရေးတရောမှာတူကိုလုံးကြီးပေါ်တပ်ဖွားဖွားခတ်နေတဲ့ရေမြုပ်တွေကိုပဲမြင်မိတယ်အင်ဒရူးကတော့ပိုးပြီးချောက်ချောက်ချာချာဖြစ်လာတယ် small လေးရင်တကယ်ဂျိုးကောင်ကြီးဟဲ့ဂရုစိုက်နော်ဓကောင်လုံးဖွေးနေတာပဲတေမင်းဖြူလူတွေအကုန်လုံးလဲတိတ်လန့်နေကြပြီမြက်ခတ်တွေဆိုတာလဲ ငါးကြီးနဲ့အပြိုင်းကိုဖြူနေတော့တာအင်ဒရူးကကျုပ်ကိုမတ်တပ်ရဖို့လက်ပြလိုက်တယ်ကျုပ်ကလည်းနေရာအသင့်ယူပြီးမိန်ကိုပြင်ထားတယ်နောက်တော့ငါးကြီးတကိုယ်လုံးထင်းထင်းကြီးမြင်ရတယ်ဖြူလိုက်သမျှသူ့ကိုယ်ပေါ်မှာတပ်ဖွားဖွားရိုက်နေတဲ့ရေမြုပ်တွေထက်ထောင်ဖြူလိုက်သေးတယ်ကျုပ်ခန့်ငယ်ငယ်ကကြားဖို့တာကိုလည်းပြန်ပြီးသတိရတာပေါ့လေဒါပေမဲ့ဒီကောင်ကအဖြူပြောက်မဟုတ်တော့ဘူးကောင်လုံးဖြူကြီး နာပြီးကိုကမစော်လိုက်ရင် ကိုကိုစော်လိုက်မယ်မန်ကင်စီရဲ့ဖနက်ကြီးကိုလည်းတတိယမိလိုက်ပြန်တော့ဖြူသောမဲသောစော်သားစော်လို့ကိုပါသားအားတင်လိုက်ရတာပေါ့အဲ့ဒီမှာတင်အင်ဒရူးကအတတဲအငေါငေါအတန်နဲ့လွတ်တော်ဟာရဲရင်ကလေးရအဲ့ဒီလိုပြောလိုက်တယ်ကျုပ်လည်းလက်လာကြီးပြက်ထလိုက်တယ်လက်လာကြီးလည်းထီသွားတယ်လို့ထင်လိုက်တယ်တအောင်အောင်ကြာသွားတယ်ကျုပ်လည်းရှေ့ကိုကိုင်းပြီး ဘုံကလေးကွဲတံကိုနားဆင်ကြည့်တယ်။အဲ့ဒီအောက်ဘက်ကဖောက်ဆိုတဲ့အတံကိုကြားလိုက်ရတယ်။အဲ့ဒီနောက်ငါကငှုတ်လိုက်တော့ရေပြင်းမှာပွားကနေလှုပ်သွားပြီးရေပန်းတွေတက်လာတယ်။ငါကကြိုးကိုသဲပြီးအောက်တက်တက်ငုတ်သွားတယ်။လူတွေအကုန်လုံးကလည်းလေးကိုပါဆွဲငုတ်တော့မယ်လို့အောင်းမိပြီး အသက်တောင်မှရှူဝင့်ကြဘူး။ကျုပ်လည်းမသက်သာရင်ကြိုးကိုဖြုတ်ချလိုက်ဖို့ဓာတ်ကိုလှမ်းဆွဲထားလိုက်တယ်။ဒါပေမဲ့မှောင်လာပြီမို့ ကျိုးတော်ကောင်းကောင်းမမြင်ရပါဘူးကျိုးကိုဆွဲသွားလိုက်ကြပေ120လောက်ပါသွားပြီကျုပ်တို့လည်းတုတ်တုတ်တာမလုံဝဲမယ်စောင့်ကြည့်နေကြတယ်အဲ့ဒီမတိုင်မီရပိုင်းလောက်ကပဲဝေလာတကောင်ဒီလိုပဲငုံဆင်းသွားပြီအောက်တက်တဲကပြန်ပေါ်လာပြီ လေကိုထမ်းလိုက်တာ လေကဆယ်ပေးလောက်တက်သွားကထပ်ပိုင်းကျိုးပြန်တယ်ကျုပ်လည်းလေဦးကနေလွှင့်ထွက်သွားပြီပြန်ကြလိုက်တော့ လေကကြံတမ်းမြအကုန်ဟပ်ပြီငါကြီးဝါပြတ်တဲ့နေရာနဲ့ဘာမှမဝေးလာဘူးလေ50ပေရှိတော့မှာပေါ့ကျောက်ကရေမကူးတက်လေတော့ခူတက်ကြီးလည်းမကူးတက်ပါဘူးခက်ကလေးကိုပဲမြဲမြဲကိုင်းပြီတခြားလူတွေနဲ့ရောပြီဘော်လုံးမျောနေတာဒုတိယလေကကောက်ပြီးဆေးယူရတယ်ဒီတခါလဲအဲ့ဒီလိုပဲဖြတ်သွားလိမ့်မယ်လို့ထင်ကြတာပေါ့ဒီတခါအချင်းကပူရောင်ဆိုးနိုင်သေးတယ်ဒန်းထီသွားတဲ့ငါးကြီးက အောက်ဘက်မှာဒေါသအမျက်ချောင်းချောင်းထွက်နေတာပေါ့ငါးကြီးကပေ90ရှိတယ်ကျုပ်တို့လည်းသုံးပြန်လောက်ပေါ့နောက်ပြီးရိုးရိုးငါလည်းမဟုတ်ဘူးကျုံမျက်စီထဲမှာတော့ကျုပ်တို့အကုန်လုံးကိုရေထဲထည့်ပြီးသမုတ်တရားကြီးတစ်ခုလုံးပြောင်းဆန်အောင် ခလောက်တော်မှမြင်ရောက်နေမိရဲ့ဒီတုန်းမှာပဲဂျိုးကအင့်ကြလာတော့အင်ဒရူးကဂျိုးဆွဲတန်လို့အမိန်ပေးလိုက်တယ်အားလုံးဂျိုးကိုဆွဲတန်ပြီးတိုက်ပွဲဝင်ဖို့ပြင်ကြပြီပေါ့ ဒါပေမဲ့ငါကြီးကဘာတမ်းမှမပေးပဲအသားလေးပဲပေါလာတယ်နှာခေါင်းကစားပြီးဖြည်းဖြည်းချင်းတကောင်လုံးပေါလာတော့တာပဲသူသားတစ်ခုခုထားလှုပ်လိုက်လို့ကတော့တပြုံလုံးကိစ္စသုံးပြီးစုံစုံမြုပ်ချဖို့ပေါ့သူခေါင်းကြီးကနောက်မှပေါလာတယ်ဂျိုးကစက္ကနဲခုံလာလို့ဝိုင်းကင်ချရသေးတယ်အဲ့ဒီနောက်သူရေပန်းမုတ်တဲ့အပေါက်ကသွေးတွေပန်းထလိုက်တာဝေါ်ကနဲဟိမ့်သွားတာပဲ။ ခဏလောက်ရှိတော့အသက်ပြောင်းပြီးမျောနေတာပဲအင်ဒရူးကတနက်ကိုပခုံးထားပြီးရှေ့တက်လာတယ်။ကျုပ်ကပေပိုင်းကိုရှောက်သွားလိုက်တယ်။အတော်ကြာကြီးကြည့်နေပြီးမှတနက်ကိုချလိုက်တယ်။ Smallie မင်းတိတ်တော်တယ်ကွာ။နှလုံးတဲတဲကိုမိမိရရကြီးထိသွားတာ။တိတ်ပြီးကွာ။ရေထဲမှာမျောနေတဲ့အေယာမအကောင်ဖွေးဖွေးကြီးကိုအတော်ကြာငေးကြည့်နေမိသေးတယ်။ဒါမျိုးကြုံမဲကြုံဘူးပါဘူး။ အဲ့ဒီလောက်ပဲပြောဆိုနိုင်ကြတော့တယ်။အာဆွတ်ကြမယ်။မိုင်ဝက်လောက်ပဲဝေးတဲ့ပလာတီနာတင်းမောကြီးကိုငားသေးပြီဆိုတာအလံပြားထူပြီးပြလိုက်တော့တင်းမောလည်းကျုပ်တို့စီကိုခုံမောင်းလာတယ်။ကပတိန်ကြီးမကန်စီကတင်းမောလက်ရံမှာရက်ပြီးတေချာကြည့်နေတယ်။ကျုပ်တင်းမောပေါ်ရောက်သွားတော့လူကိုစိမ့်စိမ့်ကြီးကြီးပြီးဘာမှမပြော။အဲ့ဒါကကျုပ်ကိုရွှေတစိကြီးပေးလိုက်တာပဲမောင်ကြီး။ စိတ်နဲ့များမှတွေ့လို့ကတော့ဇဲလိုက်ဆူလိုက်မဲ့ဖြစ်ချင်းမိုးမုံမီတာအောင်းမိပြီးရောအားလုံးအားဆွကြမယ်လို့អော်ပြောလိုက်ပြီး အောက်ဘက်ကိုဆင်းသွားတယ်ခဏရှိတော့ပြန်တက်လာတယ်လက်ကင်တကောင်းကြောင့်ကြီးတလုံးကိုကင်လိုက်လို့ကျုပ်တို့အားလုံးတယောက်ချင်းတန်းစီပြီးသူစီမှာခွက်ထိုးရတယ်ညူးအင်္ဂလန်ရန်အရက်ခတ်များများလေးထဲပေးတယ်ကျုပ်တို့ကလည်းဒါကြိုက်တဲ့မော့လိုက်ကြတာပဲအဲကျုပ်အလဲရောက်တော့ ည်းနည်းလေးပိုငဲ့ပေးပြီးခွက်ကိုကြုတ်ပြန်ပြီးတော့ခေါင်းလေးတစ်ချက်ဆက်ပြလိုက်သေးတယ်ဗျအဲ့ဒီညမှာအဲ့ဒီညရဲ့မဟုတ်ပါဘူးလေနောက်ပိုင်းညပေါင်းများစွာမှာကိုပါပဲတကယ်လို့များပွဲချင်မှပြီးခဲ့ရင်ဒီငါးကြီးဘာတွေလုံးမလဲဆိုတာတွေးတွေးနေမိရဲ့သူအကြောင်းဝတ္ထုရှိတယ်ဆိုတာကျုပ်ဖြင့်သိကိုမသိခဲ့ပါဘူးအဲ့ဒီနောက်နှစ်ပေါင်း35နှစ်ရှိလို့တမိုင်းပါမောက်ကမာကတ်စ်ဂျာနီကန်တယောက ကျုံနေတဲ့ဂေးဟက်ကိုရောက်လာပြီးမိုးပြတဲ့အကြောင်းမေးတော့မှပဲသိရတော့တာမားကတ်ကြာနေကန်ကိုရိုင်းကလည်းဝေလာငါးဘန်းတင်မော်ကပ္ပတန်တယောက်ရဲ့သားပေကိုရေပြင်းမြေပြင်းတက်ခွင်းလုံးမှာဘဲအကောင်မျိုးနဲ့မှ မတူလအောင်ကြံတန်းကြီးမာတဲ့ဒီလိုသသဝါကြီးဖက်စီဘေးသမုတ်တရားထဲမှာတောင်းကြံကြောင်းကျုပ်ခက်မတိုင်မီနေပေါင်း90လောက်ကတင်မော်သားတွေပြောလို့ရှိကြတယ်ဆိုကိုအဲ့ဒီနောက် ဂျိုဟန်စတန်ရဲ့ဂယ်ရီဂိုရီဘတ်ကမူဗီတဲ့ရုပ်ရှင်ကဖွင့်ပေးဖို့ဖိတ်တာနဲ့သွားလိုက်ရပါသေးတယ်။ကျုပ်ကတော့ကျုပ်တက်ခဲ့တဲ့ငါကမူဗီတဲ့ဟုတ်မဟုတ်မသိပါဘူး။ဒါပေမဲ့ဝေလာတွေကသမုတ်တရားတဆင်းကတဆင်းကူးပြီးကြက်စားတက်ကြတာတော့ကျုပ်သေးချာသိတယ်။နောက်ပြီးတတိယရာတစ်ခုရှိသေးတယ်။မကင်စီကဒီငါးကြီးရဲ့သွားတွေအန်တွေ ချိုင်နာကိုတေးချကြည့်ပြီဒီကောင်ကြီးအသက်ကအောက်ထည်အနှစ်တရာရှိပြီ200လောက်များတောင်ရှိမလားမစိုးနိုင်ဘူးလို့တော့ပြောသေးတယ်ပြည်သက်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာအောင်သိန်းရေးသားထားတဲ့ movie တက်ကိုတက်ခဲ့သူဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်နားဆင်အားပေးခဲ့တဲ့ပြည်သက်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်ရှင်